ကဘာဘောကလူသားအလုံးတယောက်မကြံကြောက်ရွံ့ကြတဲ့အကြောက်တရားတစ်ခုကိုပြောပါဆိုရင်တော့အရှင်လက်လက်မြေမြုပ်ခံရတာလည်းတစ်ခုအပါဝင်ဖြစ်လာနိုင်ပါ रे ဒါဖြစ်နိုင်ရေနေပါတယ်လို့ထင်ရပေမဲ့သင်တို့ကိုယ်တိုင်လည်းတည်ဆုံးပြီလို့မှားရင်ထင်မှတ်ခံရနိုင်ပြီးအချိန်မတန်ခင်အရှင်လက်လက်မြေမြုပ်ခံလိုက်ရတာမျိုးမကြုံတွေ့နိုင်ဘူးလို့တတိချမပြောနိုင်ပါဘူးခံကောင်းစွာဒီနေ့ဗီဒီယိုမှာတော့မတည်ဆုံးခင်မြုပ်နှံလိုက်ရပြီးထိတ်လန့်ပေါ်ရဖြစ်ရတွေနဲ့ကြုံတွေ့ခဲ့ရသူတချို့အကြောင်းကိုကျွန်တော်စူးစီးတင်ဆက်ပေးသွားမှာပါ ဒါကြောင့်ဒီကနေ့မှာတော့တင်းတို့ကိုတေးမင်းကရင်းဝရောက်ပြီးမှကံကောင်းထောက်မှစွာပြန်လည်အသက်ရှင်လွမြောက်ခဲ့တဲ့ကဘာဘောကအန်အောဖွဲ့ရာဖြစ်ရတွေကိုပြောပြပေးတော့မှာဖြစ်ပါတယ်။ဒီတော့သူတို့ရဲ့ဇာပနာဘွဲမှာပြန်လည်အသက်ရှင်ထားမြောက်လာကြတဲ့အန်အောဖွဲ့ရာလူသားတချို့ကိုကြည့်ရှုဖို့အစင်းသင်းဖြစ်ပြီဆိုရင်တော့အခုပဲကျွန်တော်တို့ရဲ့အစီအစဉ်လေးကိုစလိုက်ရအောင်ပါ။ကောင်းတလားတွေကထွက်လာသည် ကဲတင်းတို့စိတ်ကူးကြည့်လိုက်ပါတင်းကချစ်ခင်ရသူတို့ရဲ့ဇာပနာကိုတက်ရောက်နေတဲ့အချိန်မှာအဲ့ဒီသူဟာတင်းရဲ့မျက်လုံးရှိမှလည်းတေဆုံးရကနေပြန်ထလာတယ်ဆိုရင်ဘယ်လိုများခံစားရမလဲဗျဒီအဖြစ်ပြက်ကတော့ပေရူးနိုင်ငံကအသက်24နှစ်အရွယ်ဝါထန်ဒိုရာတိုးဆိုတဲ့အမျိုးသားတအုပ်ကတကယ်ပြစ်ပြက်ခဲ့တဲ့အဖြစ်ပြက်ပါသူဟာတော်ဘက်ဆိုင်ရာကုသမှုခံယူပြီးတဲ့နောက်အပြင်းထန်ဖျားနာလာပြီးနောက်ဆုံးမှတော့ဆရာဝန်တွေလည်းတေဆုံးကြောင်းအတည်ပြုပေးလိုက်ပါတယ်သူရဲ့မိသားစုဝင်တွေလည်းစိတ်ထိခိုက်ကြေကွဲကြတယ်လို့ ဝမ်းနဲ့ကြေးကွဲတဲ့အကြောင်းအထိတ်အမှတ်ပြုလုပ်နေချိန်မှာတော့သူ့ရဲ့ခေါင်းတလကိုလည်းအဖုံးဖွင့်ထားခဲ့ပါရီဒါပေမဲ့အခမ်းအနားကျင်းပနေချိန်မှာပဲမထင်မှတ်ထားတဲ့တစုံတစ်ခုဖြစ်ပွားခဲ့ပြီးတယောက်သူတွေလည်းအမျိုးသားရဲ့ရင်ဘတ်ဟာနှိမ့်ချီမြင့်ချီမြင့်တက်လာတာကိုမြင်တွေ့ရပါရီမိသားစုဝင်တွေလည်းအံအားတုန်လှုပ်ခဲ့ကြပြီးချက်ချင်းပဲဆရာဝန်စီအချောင်းကြပါရီဆရာဝန်ရောက်လာတဲ့အချိန်မှာတော့ဝတ်ဆန်ဟာအရေးပါလာတဲ့လက္ခဏာတွေအလွန်အားနည်းနေပြီးပဲအမှန်တကယ်ပဲအသက်ရှင်နေသေးကြောင်းအတီးပြူပေးပြန်လာပြီးချက်ချင်းပဲစေယုံပို့လိုက်ကြပါရီ ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲစေယုံရောက်ပြီးတဲ့နောက်မှာတော့ဆရာဝန်တွေလည်းသူ့ကိုတိတ်ဆုံးသွားပြီဖြစ်တဲ့အကြောင်းထပ်မံကြေညာလာပြန်ပါတယ်။ဒီတစ်ချိန်မှာတော့မိသားစုဝင်တွေလည်း WhatsApp ဟာအသက်ရှင်နေသေးကြောင်းအကြံပြုလာပြီးသွားဘက်ဆိုင်ရာကုသမှုခံယူနေစဉ်ကမေးစေးတွေကြောင့်သာတတိလစ်မျောနေတာဖြစ်လိမ့်မယ်လို့ပြောလာခဲ့ပါတယ်။ဒီတော့အာနာပိုင်တွေဟာလည်းအခြေအနေကိုစတင်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်လာပြီးဒါအသေးဆုံးပြီးတဲ့နောက်ကြွက်သားလှုပ်ရှားတဲ့ရှားပါဖြစ်စဉ်တွေကတခုလားဆိုတာစစ်ဆေးကြည့်ခဲ့ကြပါတယ်။တေဆုံးပြီလို့မှာရင်ထင်မြင်ခံရတဲ့ဖြစ်စဉ်တွေဟာလည်းအများပြားရှိနေတယ်လို့ ဒီဖြစ်ရပ်တွေကြောင့်လည်းတကယ်မသေးဆုံးသေးပဲမြုပ်နှံတကြိုမိမှာကိုစိုးရိမ်မှုတွေကလည်းမြင့်တက်လာခဲ့ပါတယ်ပြောမယ်ဆိုရင်တော့စီဘက်ဆိုင်ရာနှီးပညာတွေဟာအစစ်မြင့်လာပြီးဆိုပေမဲ့ဒီလိုဖြစ်ရတွေကတော့ဖြစ်ပွားလျက်ရှိနေကြစေပါရေခဲတိုက်ထဲကရုပ်အလောင်းတေဆုံးသွားပြီလို့ယူဆခံရသူဟာမထင်မထားတဲ့နေရာမျိုးမှာပြန်လည်ရှင်းတက်လာတဲ့ဖြစ်စဉ်တွေအများပြားရှိခဲ့ပူပါတယ် ဒီလိုဖြစ်စဉ်မျိုးဟာရုရှားနိုင်ငံကရေခဲတိုက်တစ်ခုမှလည်းဖြစ်ပွားသွားသေးပြီးရေခဲတိုက်ထဲကလုံခြုံရေးကင်မရာဟာထိတ်လန့်မွေရဖြစ်ရတဲ့ခုကိုရှိုက်ကူးထားမိခဲ့ပါရီအရာကတော့တည်ဆုံးသွားပြီလို့ယူဆခံရပြီးရေခဲတိုက်ပို့ဆောင်ခံထားတဲ့ရေအိုလောင်းတစ်ခုဟာစတင်လှုပ်ရှားလာခဲ့တာဖြစ်ပါရီဒီဗီဒီယိုမှတ်တမ်းမှာတော့အမျိုးသားတအူးဟာတတ်ထုစဉ်တစ်ခုပေါ်မှာလဲလျောင်းနေတော့သူ့ရဲ့ရေအိုလောင်းဟာရုတ်တရက်လှုပ်ရှားလာပြီးသူ့ရဲ့လက်မောင်းတစ်ဖက်ကလည်းစတင်ရွေရှားလာပါရီ သူ့ရဲ့မျက်နှာပေါ်ကအုပ်ထားတဲ့ဆောင်းကိုလည်းဆွဲဖဲလိုက်ပြီးဖြည်းဖြည်းချင်းထထိုင်လာတာတင်းတို့လည်းအခုလိုမြင်တွေ့ရမှာပါသူ့ရဲ့ခြေထောက်ကိုလှုပ်ရှားနိုင်ဖို့အတော်လေးရုန်းကန်ရပြီမဲ့နောက်ဆုံးမှာတော့အဲ့ဒီအမျိုးသားလည်းမတက်ရက်နိုင်သွားပြီးသူ့ရဲ့လှုပ်ရှားမှုတွေကတော့အာနေနှိတ်ကွေနေစေပါအဲ့ဒီနောက်မှာတော့အမျိုးသားဟာလည်းခက်ခက်ခဲခဲခြေလန်းအနှဲငယ်လောက်ဒရင်တရိုင်ရှောက်သွားနေတာတွေ့ရပြီးဗီဒီယိုလည်းပြတ်တောက်သွားပါတယ်ဒီဗီဒီယိုကိုကြည့်ရတာဟာဟော်ရာရုပ်ရှင်ဇာတ်ကားတွေကဇာတ်ဝင်ငန်းတစ်ခုကိုကြည့်ရှုရတာနဲ့တော့ဆင်တူနေပါတယ် ဒါပေမဲ့လည်းဒီအဖြစ်ပြက်ဟာအပြင်လက်တွေ့မှာတကယ်ဖြစ်ပြက်သွားတာဖြစ်တယ်လို့အသက်ပြန်ရှင်လာသူအမျိုးသားဟာလည်းသူ့ကိုယ်သူရေခဲလိုက်တဲ့ရောက်နေမှတီးလိုက်ရတဲ့အချိန်မှာတော့အတော်ကိုအံအားတုံ့လုံမိသွားမှအသေးကြပါအဲ့ဒီအမျိုးသားရဲ့နောက်ဆက်တွဲဖြစ်စဉ်တွေကိုတော့တိတိကျကျမသိရပါပဲဒီအဖြစ်ပြက်ဟာလုံးဝတည်ဆုံးသွားပြီလို့ယူဆခံရပြီးမှပြန်လည်ရှင်းတန်လာတဲ့ထူးဆန်းတဲ့ဖြစ်စဉ်တွေကတခုအပါဝင်လို့ဆိုရမှာပါ55မိနစ်ခန့်တည်ဆုံးခြင်း အိုဟိုင်းရိုးပြည်နယ်ဝက်စကာတာမြို့မှာအမျိုးသားတအူးဟာအသက်ရှင်လျက်တိဆုံနေတဲ့ထူးဆန်းတဲ့အခိုက်အတန့်တစ်ခုကိုကြုံတွေ့ခဲ့ရပြီးစေဘဆိုင်ရာဝန်ထမ်းတွေလည်းအံတုံ့နှုတ်ခဲ့ရပါတယ်။ပြည်စင်ကတော့ထုံနီရဲ့နှလုံးဟာ45မိနစ်လောက်ရပ်တန့်သွားတာဖြစ်ပြီးဆရာဝန်တွေလည်းတိဆုံကြောင်းကြေညာခဲ့ပါတယ်။ဒါပေမဲ့မထင်မထားတဲ့အလဲပြောင်းတစ်ခုရုတ်တရက်ပေါ်ပေါက်လာခဲ့ပြီးအရာအလုံးလည်းပြောင်းလဲသွားခဲ့ရပါတယ်။ဒီဖြစ်စဉ်ရဲ့အဆကတော့ညတကောင်အချိန်လောက်မှာသူ့ရဲ့ဇနီးမလီဆာဟာတစုံတစ်ခုပုံမှန်မဟုတ်ကြောင်းသတိပြုမိခဲ့တာဖြစ်ပြီးသူ့ရဲ့အသက်ရှူဒဏ်ကရပ်တန့်သွားသလို တိုးနီးကိုလည်းနှိုးလို့မရတော့ပါဘူး။ဒါနဲ့ပဲအရေးပေါ်ရှေးဦးသူနာပြူးစုမှုတွေပြုလုပ်ခဲ့ပြီးလူနာတင်ရှင်ကိုဖုံးဆက်အကူအညီတောင်းလိုက်ရပါတယ်။အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းတွေလည်းခဏအတွင်ရောက်လာခဲ့ပြီးတိုးနီးကိုစေးရုံအမြန်ပို့လိုက်ကြပါတယ်။အစားပိုင်းမှာတော့သူ့ရဲ့အခြေအနေဟာတည်ငြိမ်စိတ်ချပြီလို့ထင်ရပေမယ့်မကြခင်မှာပဲသူ့ရဲ့နှလုံးဟာနောက်တစ်ချိန်ထပ်ပြီးရပ်သွားပြန်ပါတယ်။သူ့ကိုအပြန်လဲအသက်ရှင်လာအောင်45မိနစ်လောက်ကြိုးစားကယ်ဆယ်ကြပြီးမယ်။မတတ်နိုင်တော့တာကြောင့်ဆရာဝန်တွေကလည်းသူ့ကိုတင်ဆုံသွားပြီဖြစ်တဲ့အကြောင်းတရားဝင်ကြေညာလိုက်ပါတယ်။ မိသားစုဝင်တွေလည်းဒီသတင်းကြောင့်ဝမ်းနဲ့စိတ်ထိခိုက်ကုန်ကြပါရဲ့ဒါပေမဲ့လည်းမကြားခင်မှာပဲအန်အိုစရာကောင်တဲ့အလှည့်ပြောင်းတစ်ခုပေါ်ပေါက်လာပြီးတိုနီရဲ့တားဖြစ်သူလော်ရန့်စ်ဟာဖခင်ရဲ့ရုပ်အလောင်းစီကိုအော်ဟစ်ငိုရိုရင်းပြေးဝင်လာပါရဲ့အဲ့ဒီအချိန်မှာပဲမော်နီတာပေါ်မှာနှလုံးခုန်လာကြောင်းအချက်ပြတင်ဂီတာတွေစတင်ပေါ်ထွက်လာပြီးဆရာဝန်တွေကလည်းလိုအပ်တဲ့အရေးပေါ်လုပ်ငန်းစဉ်တွေကိုချက်ချင်းပဲစတင်ဆောင်ရွက်ကြပါရဲ့ဒီတစ်ချိန်မှာတော့ဆရာဝန်တွေလည်းအောင်မြင်သွားကြတယ်လို့တိုနီဟာနှလုံးပြန်ခုန်လာရုံနဲ့မကပဲအသိစိတ်ပါအပြေအဝပြန်ဝင်လာနေပြီဖြစ်ပါရဲ့ အခုချိန်မှာတော့တိုနီဟာဆက်လက်အသက်ရှင်ရင်သူ့ရဲ့အံ့ဩဖွယ်ရာအဖြစ်အပျက်တွေကိုပြန်လည်ပြောပြတတ်လိမ့်ရှိပြီးဖျားသခင်ဟာသူ့ကိုတေးခြင်းတရားကနေကယ်တင်ပေးခဲ့တယ်လို့လည်းဆိုပါရီခေါင်းတလားတွေကပြန်လည်နိုးထလာခြင်းတခါတုန်းကမက္ဆီကိုမှာအံ့အသင့်ဖွယ်ရာထူးထူးခြားခြားဖြစ်ရတဲ့ခုဖြစ်ပေါ်သွားခဲ့ပါရီဖြစ်စဉ်ကတော့ကာမီလာမန်ဒိုဇာဆိုတဲ့မိန်းကလေးတဦးဟာသူမရဲ့ဇာပနာထဲမှာပြန်လည်နိုးထလာတာဖြစ်ပါရီအသက်၃နှစ်အရွယ်ဒီမိန်းကလေးဟာပြင်းထန်တဲ့ဘိုက်အောင်ဝေဒနာ အော်ဟန်ခြင်းနဲ့အဖျားယောဂါတကူခံစားခဲ့ရပြီးတဲ့နောက်သူမရဲ့အမေကလည်းစိတ်ယုံကိုတွားရောက်ပြသခဲ့ပါတယ်။ဆရာဝန်တွေလည်းသူမကိုယောဂရှာဖွေကုသပြီးတောက်တုံးရမယ့်စီဝါတချို့ညှွန်ကြားလိုက်ပြီးသူတို့လည်းအိမ်ပြန်လာခဲ့ကြပါတယ်။ဒါပေမဲ့ကာမီလာရဲ့အခြေအနေဟာပုံမဆိုးရလာပြီးစိုးရိမ်လာကြတဲ့သူမရဲ့မိဘတွေကလည်းတခြားသောဆရာဝန်တယောက်နဲ့ကုသမှုခံယူကြည့်ပြန်ပါတယ်။ဒီဆရာဝန်ကလည်းသူမကိုအရေးပေါ်ခံကိုပို့ဆောင်မှုညှွန်ကြားလိုက်ပြီးကံမကောင်းစွာနဲ့ပဲအဲ့ဒီနောက်မှာတော့ခမီလာဟာရေတက်ခန့်ချမှုကြောင့်တေဆုံးသွားပြီဖြစ်တဲ့အကြောင်းကြေညာလာခဲ့ပါရီ မိသားစုတွေလည်းဝမ်းနဲ့ကြေကွဲခဲ့ကြပြီးအဲဒီနောက်မှာတော့သူတို့ရဲ့တမိငယ်အတွက်ဇာပနာအခမ်းအနားကျင်းပခဲ့ပါတယ်။ဒီလိုနဲ့ဇာပနာအခမ်းအနားကျင်းပနေတော့မှပဲသူတို့လည်းတစုံတစ်ခုဟာပုံမှန်မဟုတ်ဘူးဆိုတာသတိပြုမိခဲ့ကြပါတယ်။အရက်ကတော့သူမရဲ့ခေါင်းတလားမှန်ကပရင်းပေါက်မှန်ဟာရေငွေတွေစတင်မြင်တွေ့လာရတာပါ။တခြားသောပွဲတက်လာသူတွေကတော့ဒါဟာမီးအလင်းရောင်ကြောင့်ဖြစ်မယ်လို့သဘောထားရင်အမှုမဲ့အမှတ်မဲ့နေလိုက်ကြပါတယ်။ဒါပေမဲ့လည်းကာမီလာရဲ့အဖွာကတော့ဒါဟာပုံမှန်မဟုတ်ကြောင်းယူဆလာပြီးခေါင်းတလားစီအပြေးလွှားသွားရောက်ကြည့်ရှုလိုက်ပါရီ အဲဒီနောက်မှာတော့သူမလည်းခေါင်းစလားထဲမှာမျက်စိဖွင့်ကြည့်နေတဲ့ကာမီလာကိုမြင်တွေ့ရတာကြောင့်ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီးသူမဟာညင်ညင်သာသာအသက်ရှူနေသေးတာကိုတွေ့လိုက်ရပါတယ်။ဒါနဲ့ပဲအရေးပေါ်ဌာနကိုချက်ချင်းဖုန်းဆက်ရင်အလင်းမြန်မဲ့ကာမီလာကိုနောက်တစ်ကြိမ်စေယုံထပ်ပို့လိုက်ရပါတယ်။ကံမကောင်းစွာနဲ့ပဲဆရာဝန်တွေလည်းသူမကိုပြန်လဲအသက်ရှင်အောင်အမျိုးမျိုးစ조사ပေးမယ်။နောက်ဆုံးမှာတော့ကာမီလာဟာတည်ဆုံးသွားပြီဖြစ်တဲ့အကြောင်းနောက်တစ်ချိန်ထပ်မံကြေညာလာပါရစေ။ ဒီအဖြစ်ပြက်ကြောင့်ကာမီလာရဲ့မိသားစုတွေလည်းကာမီလာရဲ့တေဆုံးမှုကိုမှားယွင်းပေါ်ဆွာစွာဆုံးဖြတ်မိတဲ့အတွက်စေယုံကိုတရားစွဲဆိုခဲ့ပါရီမတိတ်ဆုံးခြင်းအီကိုရောနိုင်ငံမှာအသက်86နှစ်ရွယ်ဘယ်လာမိုနိုတီယာဆိုတဲ့အမျိုးသမီးတဦးဟာတေဆုံးကြောင်းမှားယွင်းယူဆခံရပြီးထိတ်လန့်ပေါ်ရအခြေအနေတရက်နဲ့ရှင်းဆိုင်ခဲ့ရပါရီသူမဟာအပူရှက်သွားပြီးတဲ့နောက်ရုတ်တရက်နှလုံးရက်သွားတာဖြစ်ပြီးအလေးအမြန်ပဲစေယုံပို့လိုက်ကြပါရီ ဆရာဝန်တွေလည်းသူမကိုတေဆုံသွားပြီဖြစ်တဲ့အကြောင်းအတည်ပြုလာပြီးသူမရဲ့မိသားစုတွေကလည်းဝန်နဲ့ကြေကွဲခဲ့ကြတယ်လို့ဇာပနာပွဲကျင်းပဖို့ပြင်ဆင်လာခဲ့ပါတယ်။ဒါပေမဲ့ဇာပနာပွဲကျင်းပနေတုန်းမှာပဲထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုပေါ်ပေါက်လာပြီးခေါတလာတွေကနေအတန်ထွက်လာတာပါ။ဒါနဲ့ပဲဘယ်လာရဲ့ဆွေမျိုးတွေဟာလည်းအလင်းများတွားရောက်စစ်ဆေးခဲ့ကြပြီးသူမဟာခေါတလာတွေမှာလှုပ်ရှားနေရင်အသက်ပြင်းပြင်းရှူနေတာကိုမြင်တွေ့လိုက်ရပါတယ်။အဘိုးကောင်းစွာနဲ့ပဲသူမဟာအသက်ရှင်နေသေးတာဖြစ်ပြီးသူတို့လည်းဘယ်လာကိုစိတ်ယုံအလင်းမြန်ပို့လိုက်ကြတာပေါ့ ဇယဝင်တွေကတော့သူမရဲ့အခြေအနေဟာစိတ်မချသေးတဲ့အကြောင်းပြောလာပြီးအနာပိုင်တွေကတော့သူမရဲ့ဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးနေတယ်လို့ဆိုပါတယ်။အီကွေဒေါကဂျမားရဲ့ဝန်ကြီးကတော့ဒီလိုအမှားအယာမျိုးဘာကြောင့်ဖြစ်တယ်လဲဆိုတာစစ်ဆေးဖို့ကော်မတီတစ်ခုဖွဲ့စည်းခဲ့ပြီးဒါအသေးဆုံးကြောင့်အတည်ပြုရမှာလဲတီးထပ်ပို့ပြီးဂယုတဆိုင်ဆောင်ရွက်ဖို့လိုအပ်တဲ့အကြောင်းမိမောင်းထိုးပြနေတယ်လို့ဆိုမှာပါ။ဘယ်လာရဲ့မိသားစုတွေကတော့သူမရဲ့အသက်ရှင်မှုကြောင့်စိတ်တတရခဲ့တယ်လို့အခုလိုဖြစ်ရတာနဲ့ပတ်သက်လို့စေဘဆိုင်ရန်အဖြစ်တွေကိုစောင့်ဆိုင်းနေကြဆဲဖြစ်ပါရဲ့ ကဲတင်အခုမြင်တွေ့နေရတဲ့ပုံကတော့ထထူးကြကြအခြေအနေတစ်ခုဖြစ်ပွားနေပြီးဒါဟာကယ်လီဖိုးနီးယားပြည်နယ်ကစာပနာတစ်ခုမှာမကြသေးခင်ကဖြစ်သွားတာဖြစ်ပါတယ်။ဒါပေမဲ့ဒီပုံကလေးမှာတော့အဲ့ဒီတုန်းကအဖြစ်ပြက်ကိုပြန်လဲဖန်ပြီးပြသထားတာဖြစ်ပြီးအဓိကအကြောင်းရင်းကတော့စာပနာအခမ်းအနားမှာတေဆုံးသူရုပ်အလောင်းကိုတပ်ပုံရိုက်ကူးတာဟာစိုးရတဲ့အပြုမှုလို့သတ်မှတ်ထားတဲ့အကြောင်းပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းအခမ်းအနားတက်ရောက်သူအများအပြားကတော့ဒီဖြစ်ရက်ကိုအင်တာနက်ပေါ်မှာပြန်လဲဝေမျှလာပြီးအယူဆအမျိုးမျိုးနဲ့ဆွေးနွေးငင်းခုန်လျက်ရှိပါတယ်။ ဖြစ်စဉ်ကတော့ Charles ဆိုတဲ့အမျိုးသမီးတဦးဟာအသက်20ကျော်အရွယ်မှာနေငယ်ရွယ်နဲ့တည်ဆုံသွားခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့ဇာပနာမှာတော့အန်ဟောဖွဲ့ရအဖြစ်အပျက်တစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။အခမ်းအနားကျင်းပနေစဉ်မှာပဲသူမဟာမမျှော်လင့်ပဲရုတ်တရက်နိုးထလာပြီးတကယ်တော့သူမဟာအချိန်တော်ကြာအောင်သတိလစ်မေးမျောနေတာဖြစ်ပါတယ်။ဒါဟာအန်အဘွေရတရူကြီးဖြစ်ရလားဈေးဘက်ဆိုင်ရာအမှားယွင်းလားဆိုတာတိကျမသိရပါပဲမြေမြုပ်တကြုံမှုမပြုတ်လောက်ခင်အခုလိုအချိန်မီသတိရလာတာကတော့သူမအနေနဲ့ကံကောင်းလှတယ်လို့ဆိုရမှာပဲဖြစ်ပါတယ် ဟုတ်ကဲ့ပါကျွန်တော်ခုတင်ဆက်ပေးခဲ့တာတွေကတော့တို့ရဲ့ဇာဘနာမှာပြန်လဲရှင်းတဲ့နိုးထလာသူတွေရဲ့ထူးခြားဖြစ်ရတဲ့ချို့ကိုစူးစီးတင်ဆက်ပေးခဲ့တာပါဒီတော့တင်တို့ရောအခုလိုမျိုးတေဆုံးရကနေပြန်လဲရှင်းတန်လာတဲ့ဖြစ်စဉ်မျိုးတွေကိုဘယ်လိုမျိုးထင်မြင်မိလဲဗျထင်မြင်ချက်တွေကိုလည်းကောမန့်မှာပါဝင်ဆွေးနွေးပေးသွားလိုက်ပါအစည်းအဝေးလေးကိုအဆုံးထိလိုက်ပါကြည့်ရှုအားပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ